လောကထဲမှာကြားရတဲ့သတင်းတွေကတော့နော်တကယ်ကိုပဲဒီရက်ပိုင်းအတွင်းမှာဒီမြေကြီးလှုပ်မယ်လို့နော်ရှမတ်တဲ့ခန်းကြီး24မှာဘုရားသခင်ကနောက်ဆုံးသောကာလမှာဖြစ်မယ်နမိတ်လက္ခဏာတွေကိုပြောထားတဲ့အရာတွေကစမ်းစာတွေကတခုပြီးတခုပြည့်စုံလာတာကိုတွေ့ရတယ်ပေါ့နော်ဘုရားသခင်ကိုသိရှိသောသူပဲဖြစ်ပါစေဘုရားကိုမသိရှိသောသူပဲဖြစ်ပါစေပေါ့နော်ဒီလိုခက်ခဲစိုးရုပ်တဲ့အရာတွေကြားထဲမှာပေါ့နော်ဘယ်လိုမျိုးအသက်ရှင်ကြမလဲပေါ့နော် ဆိုတဲ့အရာလေးနဲ့နင်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်ပေါ့နော်တစ်တက်အခန်းကြီးကအငယ်ကိုအတူတကွာဆင်ကျင်ခွန်အားယူကြရအောင်နော်အမြတ်တော်ကိုခံစေခြင်းကဖျားခင်ဒီငါတို့ကိုဖန်ထားတော်မူဒီမဟုတ်ငါတို့တခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းကို ပိုင်ရစေခြင်းကခံထားတော်မူ၏ငါတို့သည်နိုးလျက်ရှိသည်ဖြစ်စေ အိပ်ပျော်သည် ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း ငါတို့ကိုအသေးခံတော်မူပြီးထို့ကြောင့်သင်တို့သည်ယခုပင် ပြုသည့်ဤသူအချင်းချင်းတိုက်တွန်း၍တယောက်ကိုတယောက်တိဆောက်ကြလော့အာမင်ဖះရကိုတည်ရှိတဲ့ထာဝရအသက်ရပြီးသားသူတွေကတော့လိမ့်စာတည်ပြီးသားသူတွေဖြစ်တဲ့အတွက်ဘယ်အချိန်မှဘာပဲကြုံလာကြုံလာဒီလိုခက်ခဲဆိုးရုပ်ချင်းတွေကြုံလာရင်ရောဘောနော်ဘလို့အရာနဲ့ကျွန်တော်တို့ကြော်ဖြတ်မလဲဆိုတော့ခေါင်းစဉ်လေးနဲ့ဘောနော် ဘုရားခင်ကဒီယုံကြည်သူသူ့ကိုယုံကြည်တဲ့သားသမီးတွေကိုတဲ့သူခေါ်ထားတာကတဲ့အမျက်တော်ခံဖို့လို့ခေါ်ထားတာမဟုတ်ဘူးတဲ့တို့တွေက노လျက်ရှိသည်ဖြစ်စေခုနအိပ်ပျော်လျက်ရှိသည်ဖြစ်စေထိုးသက်ခင်နဲ့အတူအသက်ရှင်မိရဲ့ကြောင်းဘုရားခင်ကအဲ့လိုအထောက်ရအသက်ရှင်ခွင့်ရဖို့လို့အတွက်တို့ကိုအတွက်ကိုနော် तू ကအသိခံတော်မူတာဖြစ်တယ်တဲ့နော်ဒါကြောင့်ယခုပင်နဲ့နော်တင်တို့ဒီနော်အချင်းချင်းတယောက်ကိုတယောက်တိုက်တွန်းပြီးတော့တိဆောက်ကြပါတဲ့ဒီလိုခက်ခဲဆိုးရတဲ့အချိန်ကြီးမှာပေါ့နော် ကဘာနဲ့ချီပြီးတော့ရင်ဆိုင်သွားရတဲ့အရာတွေဆိုလို့ရှိရင်2019မှာဆိုလို့ရှိရင်ကဘာလုံးမှာဒေါကဆိုးကြီးကြောင့်လူပေါင်းမြောက်များစွာတည်ရတယ်လीနော်တည်ရတဲ့အရာကကာလနာပေါ့နော်ရှင်မတဲ့ခန်းကြီး24ထဲမှာဘုရားသခင်ပြောထားတယ်ကာလနာများပြမယ်ဆိုတဲ့အရာကို2019မှာအားလုံးလူသားတွေနော်အတူတကွနော်ရင်ဆိုင်ကြရတယ်နော်ရင်ဆိုင်ကြရတယ်ဒါပေမဲ့နော်ဘုရားသခင်ကိုတည်တော်သူတွေလည်းဩတည်သွားတာရှိသလိုဘုရားသခင်ကိုမတည်တော်သူတွေလည်းတည်သွားတာရှိတယ် တို့ပဲမဲ့ဘုရားသခင်ကိုတည်တော်သူတွေကတည်သွားတဲ့အခါမှာနော်သွားမဲ့လမ်းကိုအတိအကျတည်တဲ့အခါမှာနော်နော်ခရစ်တော်၌အိပ်ပျော်သွားတယ်ဘုရားသခင်မှာအေဂျင့်စွာအနားယူပါတာ၍ကောင်းတဲ့ဘုရားသခင်နဲ့ပြင်ဆင်နိုင်နေရာကိုရောက်လို့နော်ဒါပေမဲ့အခုလက်ရှိဒီမှာရှိနေတဲ့သူတွေကတော့2019ကိုဗစ်မှာမပါသွားပဲနဲ့ဘုရားသခင်ကိုတာ၍တို့တွေကချီးမွမ်းဖို့လို့တာ၍အားကိုးဖို့လို့အတွက်ဖြစ်ပါတယ်လို့နော်နောက်ထပ်တစ်ခု2019ပြီးသွားတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော့နော်ခက်ခဲခြင်းတွေကရင်ဆိုင်ရတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဒီနိုင်ငံတစ်ခုလည်းရင်ဆိုင်ရလားဆိုတော့မဟုတ်ပါဘူးကဘာအရက်အသီးသီးမှာ2019ကာလနာပြီးတဲ့အခါမှာစစ်ဘေးနဲ့ရင်ဆိုင်ရတာဖြစ်တယ်အဲ့တော့တနိုင်ငံနဲ့တနိုင်ငံရံဖက်ပြုမယ်လို့ရှင်းမတဲ့ခန်းကြီး24မှာဘုရားခင်ပြောထားတဲ့အရာကလည်း ကျန်းစာပြည့်စုံလာတာကိုတွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးเนาะခက်ခဲဆိုးရုပ်ချင်းနဲ့เนาะတနတ်တန်တွေကြားလာရတဲ့ရှင်လဲမြောက်များစွာเนาะလူတွေဆိုလို့ရှင်မြို့လိုက်မြို့လိုက်တမြို့လုံးတမြို့လုံးเนาะဘေးလွတ်ရာကိုရွှေ့ပြောင်းကြရတဲ့အရာတွေပေါ့เนาะတမြို့တမြို့တမြို့မှာဧည့်သည်အာဂါနုအနေနဲ့သွားပြီးတော့เนาะကိုရှိတဲ့စီးစိမ်ဥစ္စာတွေအကုန်လုံးစွန့်ပြီးတော့မှာเนาะအာအိမ်နေเนาะတချို့ဆိုလို့ရှင်တသက်လုံးเนาะ လောက်တာဒီအိမ်ကိုပဲเนาะဖိုကတ်ထားတာဒီအိမ်တလုံးရတာဒီအိမ်ကိုထားခဲ့ပြီးတော့ဟောရှောင်ရတယ်ဗောနော်ဆိုတော့အခါမှာကျမတို့စစ်ရှောင်လာတဲ့မိသားစုတွေလက်ဒီမှာပါပါတယ်เนาะမရှောင်ရသေးတဲ့ကျမတို့ ਨੇ တွေ့တဲ့အခါမှာတလုံးတော့ရတယ်ဖြစ်ပြီးတော့ဖျားသခင်ကဒီနေရာလေးမှာဝစ်ပြုတ်လို့တော့အချိန်နိုင်ယူပြင်ဆင်ပေးတာလေစစ်ရှောင်စခန်းမှာဒုက္ခရောက်နေတဲ့သူတွေကိုစုတောင်းပေးဖို့လို့အတွက်เนาะ ဖျားခင်ကကျမတို့ဒီနေရာကိုလာပြီးတော့ကျေးဇူးပြုထားတာဖြစ်တယ်ခုနကကိုဗစ်မှာမပါသွားတာဖျားကိုတာ၍ချီးမွမ်းတတ်ဖို့လို့အခုစစ်ပေးမှာတည်ဆုံးသွားတဲ့သူတွေထဲမှာမပါသေးတာလေကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်ဗောနော်အားကြောင့်မို့မတည်လင်းလဲ တာရွေကျေးဇူးတော်ချီးမွမ်းဖို့ဒါတေဝါလို့ရှိရင်လည်းဘာဖြစ်လဲတာရွေကောင်းတဲ့နေရာဖျားရှင်ပြင်ဆင်နိုင်တဲ့နေရာကိုရောက်သွားတဲ့အတွက်ဟိုဘောအိုချင်းနာချင်းနေမစင်ဆိုင်ရတော့ဘူးပေါ့နော်ဆိုတာကိုထာဝရအသက်ရှင်တဲ့နေရာကိုရောက်တယ်ဆိုတာသိရတယ်ပေါ့နော်နောက်တဲ့အဲ့ကိုဖိပြီးွားတယ်ပေါ့နော်စစ်ပေးရရင်ဆိုင်ရတဲ့အရာရေကြီးရေရှမ်းနေနော်စဉ်းစားကြည့်မယ်ဆိုတောင်ထိပ်၌တောင်ထိပ်မှာရှိတဲ့နော်ကက်လောမျိုးမှာရေကြီးတယ်တဲ့နော်ကျမတို့ငယ်ငယ်တုန်းကတော့တချင်းထဲမှာမေမျိုးမှာမိုးခေါင်းလာကြားဘူးတယ် ဆိုတဲ့သချင်းပဲရှိတယ်မေမြို့မှာဆိုတော့မေမြို့ဆိုဖြင်းဦးလင်မှာမိုးခေါင်နေတယ်เนาะအခုဟာမေမြို့မှာလည်းရေကြီးတယ်တောင်တကယ်တောင်ထိပ်မှာရှိတဲ့မြို့တွေဖြစ်တယ်เนาะเนาะကလောမှာလည်းရေကြီးတယ်เนาะထူးဆန်းတယ်เนาะတကယ်တောင်ထိပ်မှာရှိတဲ့မြို့တွေမှာကိုရေအကြီးကျယ်ကြီးပြီးတော့မှာเนาะတကယ်ပဲလူတွေအများကြီးဆိုးရုပ်ချင်းနေလည်းရင်ဆိုင်ရတယ်အဲ့ဒီအရာတွေနောက်ထပ်ပြီးတော့ဒီရက်ပိုင်းတွင်မှာလည်းကြားရတာဗာလဲဆိုငလျင်เนาะငလျင်တွေလှုပ်တဲ့အခါမှာเนาะ ကဘာအရေးအသေးသေးမှာတော့ခဏခဏလှုပ်နေတာပါเนาะဂျပန်မှာဆိုငလျင်တရင်ကအများအန်စောင့်ကြည့်နေရတဲ့အခြေအနေရှိတယ်ခဏခဏလှုပ်တယ်เนาะအခုနောက်ဆုံးသောကာလဖြစ်လာတဲ့အခါမှာအခုမြန်မာနိုင်ငံမှာအခုလှုပ်တဲ့ငလျင်ကတော့တော်တော်အင်အားပြင်းနေเนาะအဲ့ဒါကိုလည်းရှင်မတဲခန်းကြီး24မှာမြေကြီးလှုပ်မယ်မြေကြီးလှုပ်ခတ်ခြင်းတွေရင်ဆိုင်ရမယ်အစာရည်ကတွေခေါင်းပါမယ်ဆိုပြီးတော့ပြောထားတဲ့အရာကစံစာပြည့်စုံလာတာဖြစ်တယ်။အားကြောင့်မို့ကျွန်တော်တို့ယုံကြည်သူညီကိုမှမှတွေကတွားရမယ်လမ်းလဲတည်ပြီးရင်ဆိုင်ရမယ်အရာတွေကိုလည်းတည်နေပြီပေါ့နော်။ ဆိုတဲ့အခါမှာဒီငန်းလျင်လှုပ်ပြီးတော့ဘေးဒုက္ခဆိုးရုပ်ချင်းထဲမှာလည်းဒီနေ့ဒီမှာဝိပုကျင်းထဲမှာပါဝင်တဲ့သူတွေကမပါသွားသေးပါဘူးအဲ့တော့ဘုရားခင်ကိုသာဟာယူကျေးဇူးတင်ဖို့လို့တာဟာယီအားကိုးဖို့လို့အတွက်ငလျင်ဘေးချောင်းဒုက္ခဆင်းရဲခံနေရတဲ့သူတွေကိုဆူတောင်းပေးဖို့လို့အတွက်ဘုရားကသင်ကိုအသက်ရှင်ခိုင်းတာဖြစ်တယ်။အဲ့ဒုက္ခဆင်းရဲခံနေရတဲ့သူတွေထဲမှာမဘုရားခင်ကိုတိတော်သူတွေလည်းပါတယ်လို့မတိတော်သူတွေလည်းတကယ်ပဲစိတ်ချခြင်းအပြည့်နဲ့နော်ဒီမှာခက်ခဲဆိုးရုပ်ချင်းတွေကိုယင်ဆိုင်နိုင်ဖို့လို့အတွက် ဖယားသခင်ကိုတီးဖို့လို့အတွက်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနှုတ်ကပတ်တရားတော်ကိုဟောပြောဖို့လို့အတွက်တင့်ကိုထားထားတာဖြစ်တယ်အာမင်အာမင်ညဆိုလို့ရှိရင်ညပြင်ဆင်တာနှစ်ခုရှိတယ်ဒီဘက်ကကြတော့ဘာကိုပြင်ဆင်လဲဆိုတော့ဒီဘက်က emergency ဘက်ပေါ့နော်အရေးပေါ့ဟိုမပုံတင်နေအိမ်အောင်စုစရာတွေပေါ့နော်ပါဝါပန့်နေတွေနော်ငလင်ရနော်လှုပ်မယ်လို့နော်ပြောထားတယ်ထပ်ပြီးတော့ကြင်ညာတဲ့အခါမှာနော်ရန်ကုန်လဲလှုပ်မယ်နေပြီးတော့လဲလှုပ်မယ်ဆိုတဲ့အခါမှာ အရေးပေါ်အိတ်လေးကိုပြင်ဆင်တယ်ဒီဘက်ကကျတော့ဘာပြင်ဆင်လဲဆိုတော့နှုတ်ကပတ်တော်ပြင်ဆင်တယ်အရေးပေါ်အိတ်ပြင်ဆင်ရတာဘာဖြစ်လို့လဲဘုရားသခင်ကတုတ်တန်ကျမ်းထဲမှာပြောထားတယ်တမာတိရှိပါတဲ့နော်တုတ်တန်အခန်းကြီးနှစ်ငယ်ဆက်တင်ပါနော်တမာတိကနော်တင့်ကိုထိမ့်ပြီးတော့တဲ့ညံကလည်းတင့်ကိုစောင့်ရှောက်လိုက်မယ်တဲ့တစ်ဖက်မှာကျတော့ဘာပြင်ဆင်လဲဆိုတဲ့ခါမှာ နော်ကျန်းစာဖတ်ပြီးတော့ဒီမနက်မိသားစုတို့ဝုပြုကိုကွယ်ခြင်းမှာနှုတ်ကပတ်တော်နဲ့တိုက်တွန်းခွန်အားပေးဖို့လို့အတွက်နှုတ်ကပတ်တော်ပြင်ဆင်တယ်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနော် ဒီဘက်ကတမာတတိကိုပြင်ဆင်သူတို့ဒီဘက်ကလည်းနှုတ်ကပတ်တော်ကိုနော်ပြင်ဆင်တယ်အရေးပေါ်အဲ့ထဲမှာပြင်ဆင်တဲ့အရာတွေမှာဘာပါလဲဆိုတဲ့ခါမှာဝိဇာကြီးလည်းပါတာဖြစ်တယ်နော်အဲ့အိတ်ကိုဆွဲပြီးတော့အဲ့ညကညကထွက်ရမယ်ဆိုရင်လည်းရောက်တဲ့နေရာမှာအပင်ပေါက်မှာဖြစ်တယ်အာမင်ဘုရားသခင်ကကျမတို့ကိုမျှနဲ့ပြစ်ထုတ်လိုက်တယ်လို့မျိုးပဲနော်ရောက်တဲ့နေရာမှာကျမတို့ကအပင်ပေါက်မယ်ဘယ်လိုပဲပြစ်ထုတ်ပြစ်ထုတ်ပေါ့နော်တို့ပဲမဲ့လို့ကျမစဉ်းစားကြည့်တယ်ဒီလားညတော့အရေးအကြောင်းဆိုအိတ်ဆွဲပြီးတော့ ပြေးထွက်ကြတာဘို့နော်အရန်ကြီးလောက်ခါပြီဆိုနေလို့မရဘူးလေနော်အဲ့တော့ဒီအိတ်ကိုဆွဲပြီးတော့ပြေးထွက်မယ်ဆိုလို့ရှင်မိသားစုဝင်တွေဆက်ဆိုင်နေကြတော့သူတွေအားလုံးကားပေါ်မှာတွတ်ထားပြီးသားလူကွက်တီပဲနော်အဲ့တော့ကားနဲ့တင်ပြီးတော့ကျမတို့သွားမယ်ဆိုလို့ရှင်လို့နော်အရှိတ်ဘက်ကိုသွားမယ်ဆိုလို့ရှင်မရဘူးလေမဟုတ်သေးဘူးနော်အဲ့ဒါဆိုလို့ရှင်အနောက်ဘက်ကိုသွားမယ်ပေါ့ဆိုလို့ရှင်လေဟိုတိုက်ကြီးပေါ့နော်ဘကိုးတိုင်းတိုက်ကြီးပေါ့နော်ရန်ကုန်တိုက်ကြီးမဟုတ်တိုက်ကြီးဆောင်းတူတိုက်ကြီးကိုရောက်မယ် ဟာဒါဆိုလို့ရှိရင် မဖြစ်သေးဘူးအမြောက်ဘက်ကိုသွားမယ်ဆိုလို့ရှိရင် တောင်ကူနေပြီးတော့ဟာဒါလည်းမဖြစ်သေးဘူးတကယ်ငယ်လင်လှုပ်နေတဲ့เนาะနေရာတွေဖြစ်တယ်ဒါဆိုလို့ရှိရင်ရန်ကုန်ရန်ကုန်လဲလှုပ်နေတယ်ဆိုတော့အရှိန်နောက်တောင်မြောက်လမ်းလေးခုစုံတဲ့နေရာမှာနေနေတော့ညာလဲပဲเนาะဘဲဟိုသွားမလဲဖယားသခင်ရဲ့မျက်မှောက်တော်ကလွယ်လို့ဘယ်နေရာမှာမလုံခြုံတော့ဘူးပေါ့နော်မလုံခြုံတော့ဘူးဖြစ်တယ်ပြင်နာပြင်ထားတာ ပြင်ထားတယ်ဆိုတာပဲရှိရယ်လုံကြုံချင်းရတော့ဖျားသခင်ရဲ့မျက်မှောက်တော်ပဲပေါ့နော်အဲအကြောင်းမလို့ဒီမနဲ့လဲဖျားသခင်ရဲ့မျက်မှောက်တော်မှာအတူတူပါပေါ့နော်ပြန်လဲပြီးတော့ကျမ်းမာစွာနဲ့ပြန်လဲစုံတွေ့ခွင့်ရတဲ့အရာလဲဖျားကိုကျေးဇူးတော်ချီးမွမ်းစရာတတ်တတ်ပဲဖြစ်ပါတယ်ပေါ့နော်ဖျားကနော်ကျမတို့ကိုနော်သူ့ရဲ့မျက်မှောက်တော်ကလွယ်လို့ဘယ်နေရာမှမလုံခြုံဘူးဆိုတဲ့အရာကိုသိစေတယ်ဖျားရှင်မျက်မှောက်တော်က ဘယ်လောက်ထိကျမတို့လုံခြုံမှုပေးလဲเนาะဟောဆိုရဲအရာလေးနဲ့အလံ61တင်တယ်เนาะအမြင့်ဆုံးသောဖရာကြီးကွက်ကရာဌာနနိုင်ရှိသောရှိသောသူဒီအနန္တတကုရှင်အရေးကိုခိုးလုံရလိမ့်မည်လို့ပြောထားဖြစ်တယ်เนาะဖရာသခင်ကတို့တွေကိုးစားတဲ့ကိုးစားရမှာတို့ကိုးစားရမယ့်အရာကဖရာပဲဖြစ်တယ်ဆိုရဲအရာကိုเนาะဖះကရှင်းရှင်းသိခိုင်းတာဖြစ်တယ်။အမှယောမခန်းကြီးဆက်တဲ့အငွေ36မှာခတ်သိမ်းသောအရာတို့ဒီတဲ့ကိုရော့ အထက်က၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့အလို့ငါ၎င်းဖြစ်ကြတယ်ဆိုတဲ့အခါမှာဒီအရာတွေဖြစ်လာရခြင်းကဘာဖြစ်လို့လဲဒီလိုမျိုးဖြစ်မဲလို့ဖះကရှင်မတဲခန်းကြီး24ထဲမှာအကုန်လုံးပြောထားပြီးသားဖြစ်တယ်နိုင်ငံနဲ့တနိုင်ငံရံဘတ်ပြုမယ်နော်အစာရေစာခေါင်းပါမယ်ကာလနာများပြားမယ်မြေကြီးတွေလှုပ်မယ်ဆိုတဲ့အရာတွေကပြောထားပြီးသားဖြစ်တယ်ဒီအရာကိုကျမတို့ယုံကြည်သူညီကောင်မတွေကစမ်းစာကိုဖတ်ထားတဲ့အခါမှာသိတာဖြစ်တယ် ကြီးသောအတန်နဲ့သတိပေးနေတာဖြစ်တယ်။နောင်တနဲ့တကယ်ပဲသူ့ကိုနော်သူ့ရှိကိုပြန်လာဖို့လို့အတွက်သူ့နော်ကြီးသောအတန်နဲ့ဖခင်ကနော်သတိပေးနေတဲ့အရာဖြစ်တယ်ဆိုတာသိရတယ်ပေါ့နော်။ကျမတို့အခုလိုအသက်ရှင်နေတဲ့အခါမှာသူတို့ဘာတွေလိုအပ်နေလဲပေါ့နော်။သူတို့အစာရေလိုအပ်နေလားရေလိုအပ်နေလားအဲသူ့မို့ငြိမ်သက်ခြင်းမိသားစုနော်ဆုံးရှုံးသွားတဲ့အတွက်ငြိမ်သက်ခြင်းတွေလိုအပ်နေလား။ဒါရီယာကျမတို့အားဖြင့်ဘာမှမလုပ်ပေးနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့လူလူချင်းဖြစ်တဲ့အခါမှာ ဒီအရာတွေကိုကိုယ်တိုင်ကြုံတွေ့ရရင်လည်းအယံဝမ်းထဲမှာဖြစ်တယ်။ဒါပေမဲ့ယေရှုခရစ်ကတို့ရဲ့အထက်မှာရှင်တော်မူလို့ရှင်ဖခင်သခင်အားဖြင့်ဖခင်ရဲ့နှုတ်ကပတ်တော်ကတို့ကိုညင်သက်ခြင်းပေးနိုင်တာဖြစ်တယ်။ကျမတို့ရဲ့စကားတွေကတို့ကိုညင်သက်ခြင်းမပေးနိုင်ဘူး။ကျမတို့ဒီဖုန်းထဲမှာပဲကြည့်ပြီးတော့မဟုတ်ဖဲနဲ့ညီကိုတွေဒီချိန်မှာနော်တို့ရဲ့မြို့မှာရင်ဆိုင်နေရတဲ့အရာတွေကျမဒူးထောင်းမှာဆုတောင်းပေးတယ်။ဘောနော်အဲ့လိုမျိုးကျမတို့ဆုတောင်းပေးဖို့လို့ ဟိုကြည်နေုံနဲ့မပြီးဘူးဖခင်ထခင်ရှင်မှာဒူးထောက်ပြီးတယောက်နဲ့တယောက်ပေါ့နော်ဒီချိန်ကာလမှာဆူတောင်းပေးဖို့အင်မတန်လိုအပ်ပါတယ်ပေါ့နော်ကိုကိုတိုင်းသွားပြီးတော့ကုညီနိုင်ရင်တော့အင်မတန်အကောင်းဆုံးဖြစ်တယ်ပေါ့နော်အကောင်းဆုံးဖြစ်တယ်အဲစာနာပြီးတော့ဖေးမတဲ့အရာလဲဖခင်ကနှစ်သက်တဲ့အရာဖြစ်တယ်ပေါ့နော်ဒီခက်ခဲဆိုးရုပ်ချင်းမှာဘလို့အသက်ရှင်မလဲဆိုတာကိုကြမ်းချက်လေးနှစ်ခုနဲ့ခွန်အားပေးနေအဆုံးသက်ရှင်ပါတယ်ဣရမိအခန်းကြီး7ခွန်ငယ်ခွန်ရှင်နော်ဘုရားဖခင်ကို ကိုးစားတော်သူသာဝရဖျားကိုမိမိကိုးစားရာအကြောင်းဖြစ်စေတော်သူသည် ကောင်းချီးမင်္ဂလာကိုခံအပ်တော်သူဖြစ်၏ထိုသူသည်ကယေရှုသောအရက်၌ဆိုက်၍မြင့်နာမှာအမြင့်ဖြာသည်ဖြင့်ပူသောအရှိန်ရောက်ကြောင်းကိုမသိတဲ့အရွက်မညိုမနွမ်း မိုးခေါင်တဲ့ကာလမှာတော့စိုးရင်စရာမရှိဘဲနဲ့အစင်အမြဲအသီးကိုတီးတဲ့တော့အပင်နဲ့တူတယ်တဲ့အဲ့လိုအတ္တတာမျိုးကိုဘုရားသခင်ကပဲပေးနိုင်ပါတယ်ဘသူတွေလဲဆိုတဲ့အခါမှာသာဝရဖျားကိုကိုးစားတော်သူသာဝရဖျားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူသာဝရဘုရားကြီးငါခိုးလွန်အားရဲတိုက်ဖြစ်တယ်ငါ့ကိုကြွယ်ကာတော်အရှင်ဖြစ်တယ်ဘုရားရဲ့မျက်မှောက်တော်ကလွယ်လို့ဘယ်နေရာမှမလုံခြုံဘူးဆိုတာကိုသိလာတဲ့အခါမှာသာ၍ဘုရားကို ကိုးစားတက်လာတယ်ပြီးတော့ဒုက္ခရောက်တဲ့သူတွေကိုတအားအယွေဒူးထောက်ပြီးတော့နော်ဖျားရှိမှာပဲဆုတောင်းပေးလို့မှာတို့ငိမ့်သက်ချင်းရမယ်ဆိုတော့တိတဲ့အခါမှာဒီဖျားရှိမှာပဲဆုတောင်းပေးဖို့လို့အတွက်အတွင်းထဲမှာအမှန်တရားကိုတိလာရတယ်ဒီအရာကပဲရနိုင်နေဆိုတဲ့အရာကိုတိလာတာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ကျမတို့ တရားကျုပ်ခန်းကြီးလေးအငွေ30ပေါ့နော်အတူတူပါဆင်ကျင်ရင်းနဲ့နော်ဒီငွေတို့ကပတော်လည်းအဆုံးတက်မယ်။ရာဘတ်ကလည်းတဲ့ဟောကိုတော်ဒီကျွန်ုပ်ကိုအစင်ကောင်းကြည့်ပြီးအကျွန်ုပ်နေရာကိုကျယ်ဝန်းစီတော်မူပါ။အကျွန်ုပ်ဒီဘေးဥပအနှောက်ရှက်နဲ့ကင်းလွတ်ပါမိအကြောင်းနဲ့လက်တော်ဒီကျွန်ုပ်ပတ်နိုင်နေရေးကွဲကဆောင်မတော်မူပါဘူး။ဣတရီလာအမျိုးကြီးဖျားခင်ဟာဆုတောင်းတက်၍တောင်းတော်စုကိုဖျားခင်ပေးသနာတော်မူ၏။ဒီအရာတွေကိုကွဲကပေးနိုင်တာတဘာဝတရားကြီးကိုဖန်ဆင်းတော်ဖျားတဘာဝရဲ့အထက်မှာအသက်ရှင်တော်မူသောဖျားခင် ာလည်းရင်သူ့ကိုကိုးစားတဲ့အခါမှာ तू ਆ ကိုယ်ကပေးနိုင်နေဆိုတာကျမတို့တိဖို့တက်ချက်လေးရအင်မတန်မှလိုအပ်တာဖြစ်တယ်ကျမတို့တိလို့ကျမတို့ဆုတောင်းလို့ရှင်တောင်းတော့ဆုကိုဖျားခင်ကပေးမှာဖြစ်တယ်အာမင်မတိသေးတဲ့လူတို့ကျမတို့ပြောဖို့မလိုဘူးလားလိုတယ်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျမတို့နှစ်သိမ့်ခြင်းအဖြစ်ခွန်အားပေးခြင်းအဖြစ်ဒီဖျားကတော့တဘာဝရဲ့အထက်နော် မယုံကြည်သူတွေကဘာပြောလဲဒါကတဘာဝဘေးပါတဘာတဘာဝဘေးပါကတ်ဆိုင်တာလို့သူတို့ကပြောကြတယ်ဒါပေမဲ့ဘုရားသခင်ရဲ့စကားကတော့နောက်ဆုံးသောကာလမှာဒါတွေဖြစ်ကိုဖြစ်မယ်လို့ပြောထားတာဖြစ်တယ်ဒီဟာတွေဖြစ်နေတဲ့ကြားထဲမှာမဒီလိုခက်ခဲဆိုးရုပ်ချင်းကြားထဲမှာမကျမတို့ဘလို့အသက်ရှင်မလဲဆိုတဲ့ခါမှာဒီတဘာဝကြီးကိုဖန်ဆင်းပြီးဒါတွေဖြစ်မယ်လို့ပြောထားတဲ့ဖျား ီဖျားရှင်မှာဆုတောင်းမှသာလျှင်ဖျားခင်ကကွယ်ကာပေးမှာဖြစ်တယ်အာမင်ဒီရာကိုတည်တော်သူတွေဒီတကယ်ပဲခက်ခဲဆိုးရုပ်ချင်းကြတဲ့မှာကိုးစားခြင်းနဲ့ဒါကကြိုးစားခြင်းနဲ့မရတော့ဘူးပတ်စံဘလောက်ပဲရှိရှိကိုကိုးစားရအမှန်ကိုကိုတည်ဖို့လိုတယ်လူတွေကကိုကိုကိုလုံနိုင်တဲ့အချိန်ခါမှာပေါ့နော်ကိုလုံးနိုင်တဲ့အချိန်မှာအယံဝါကြွားကြတယ်။ငါလုံးလို့ငါရတာ။ငါကုံကုံအာကိုရမယ်။ကိုမလုံးနိုင်တဲ့အချိန်တွေကိုကြုံတွေ့လာရပြီဆိုလို့ရှိရင်ဘာဆက်လုပ်ကြမလဲ။ အဲ့ဒါအင်မတန်မှသိဖို့လိုတဲ့အချိန်ဖြစ်တယ်။ကိုမလုံနိုင်တဲ့အရာတွေကိုလုံပေးနိုင်တယ်။ကျမတို့မလွန်ဆန်နိုင်တဲ့ဒီတဘာဝတရားကြီးကိုကြုံတွေ့လာရတဲ့အချိန်မှာဒီတဘာဝကြီးကိုဖန်ဆင်းတဲ့ဖရာကိုတည်ဖို့လိုတာဖြစ်တယ်။ဒီတဘာဝကြီးရဲ့အထက်မှာရှိသောဖရာနော်ပင့်လေကိုနှစ်ချမ်းခွဲနိုင်သောဖရာသခင်နော်မိုးကိုလုံးဝမယွာနဲ့ဆိုလုံးဝမယွာခိုင်းတဲ့ဖရာနော်ကြောက်ခဲကိုရိုက်လိုက်လို့ရှိရင်ကြောက်ကနေပြီးတော့ရေထွက်ပြီးတော့လူသားပေါင်းများစွာကိုကျွေးနိုင်တဲ့ဖရာ ။ဟောပင့်လေးကိုခွဲပြီးလမ်းဖြစ်စေတော့ဖေ။တဘာဝရဲ့အထက်မှာပဲလှိုင်းတပုတ်ကိုညင်စေတဲ့ဖေ။ဒါတွေကလူတွေတဘာဝလို့သတ်မှတ်ထားတဲ့အရာတွေဖြစ်တယ်။ဒါမှဖေခင်ကညင်ဆိုရင်ညင်သွားတဲ့အရာဖြစ်တယ်။ဘာနော်ဒီဖះကိုကျမတို့ကကိုးစားရမှာဖြစ်တယ်။ကြိုးစားလို့မရတော့ဘူးကျမတို့ ကိုးစားဖို့အချိန်ကိုရောက်လာပြီပေါ့เนาะဒီຢာလေးရဖြင့်ခွန်အားပေးတိုက်တွန်းခြင်းပါတယ်ဒီနှုတ်ကပတ်တော်လေးကအသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တဲ့အတွက်ယုံကြည်သူညီကောင်မတို့အရောက်ချင်းစီတိုင်းလည်းပဲတာရွေ့အာကိုတက်ဖို့ဖြစ်ပြီးတော့ဒီအသက်ရှင်တဲ့ဖျောင်းမသိရှိသေးတဲ့ညီကောင်မတို့အရောက်ချင်းစီတိုင်းအတွက်လည်းစူးစမ်းခြင်းမမရနိုင်တဲ့အရာတွေကြုံလာပြီเนาะကိုးစားခြင်းဖြစ်သွားဖို့လို့အတွက်တိုက်တွန်းခွန်အားပေးပါတယ်ရောက်ချင်းစီတိုင်းဖျားခင်ကောင်းချီးပေးပါစေ